ိုက်နေတော့ဟိုကကေသေးလေးတယောက်အသက်ဆုံးဆုံးသွားတာလေအိုက်ကေသေးလေးရဲ့မိသားစုကိုတိကျနေတာအဖွဲရနေပြစ်စင်ပေါ့နော်လေးမေးမှသိမှာအမင်းကျော်လေးကပေါ့နော် ရောင်းလာလားဆိုပြီးတော့ကျွန်တော်ကိုလာမေးနာလေးရှိလို့ပါနော်ဘူးတရားမှားခြင်းပါတယ်ဘလို့ ਨੇ ပြောနေကြလေးရှိလို့ပါလက်တော်တော့ကျွန်တော်စိုင်လည်းမခွင့်သေးပါဘူးရောင်းလည်းမရောင်းသေးပါဘူးဒါလှူနေတာဖြစ်ပါလေဗျာနော်ချက်ထမင်းကျော်ဒီနေ့ပွဲ200နဲ့မှ90ကျော်တာဖြစ်ပါတယ် ရှစ်ဘူးပေါ့နော်58ဘူးပါပြလိုက်မယ်လေနော်နောက်ဘူးကကြော်လိုက်ရင်ဦးလေးတို့စောင့်နေအောင်ပါဆိုလို့နော်ဒီကကြက်သားနေနဲ့နောက်ကြသွားမှနောက်ကြမှရောက်လာမှာလို့နော်အဲ့ဆိုဒါလေးကြက်သားနေကြီးပဲဗျာကြက်ထမင်းကြော်50နဲ့မှ10ပွဲပေါ့နော် ဒါတော့ကိုအောင်ထက်နှင့်တငယ်ချင်းများအဖွဲ့ရနေပြီးတော့ကျွန်တော်စီမှာရေတံဘူးနဲ့ပေါ့နော်စန်တအိတ်လိုရတဲ့နေရာမှာလှုပ်ပေးပါဆိုပြီးတော့ကျွန်တော်ဆိုင်မှာလာရောက်လှူဒန်းပေးတော့တာလေးဖြစ်ပါတယ်လည်းကိုထွက်ရတယ်။ကြောက်ခွန်းစားတာ။ဒီနေ့ကောက်ကြရတယ်ဆို။ ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ။ဒီကနေ့တင်နေရရကိုဒီကနေ့ပြောဖို့ပဲ။အဝေးပေါ်တင်နေရတယ်။ဘဲနာရင်ကျဲစေဘူးလေးလေအဲ့လေကျွန်တော် ငါးဘူးဆိုပြီးလှမ်းမာလိုက်တာပေါ့နော်ကိုကသုံးဘူးတော့ရပြီပြောတယ်ဒီနေ့ကျွန်တော်ဖုန်းဆက်လာတယ်ကျွန်တော်မန္တလေးကိုသွားယူအောင်မှာမလို့မန္တလေးပတ်သက်ကြီးမှာအဲ့တော့မနေ့ပြန်မဝင်တော့တပတ်ခါအခုအခုသုံးနေရတော့ရှိသေးရပါဆီအဲ့တော့မနေ့ပြန်တပတ်ခါလောက်ထိတော့ရသေးရပါပေါ့နော်အဲ့တော့ကျွန်တော်တပတ်ခါလောက်ကိုမလေးမနေ့ပြန်သွားပြင်လဲမနေ့ပြန်ပေါ့နော်သွားပြီးတော့သုံးဘူးကျွန်တော်ရတယ်ခွဲလို့ပေါ့နော်သုံးဘူးလှမ်းမာထားတယ်အဲ့သုံးဘူးကျွန်တော်လာပြီးတော့လှူပေးမယ်ဒီနော်လက်တွေပါကြီးကြိုက်သေးတယ်လက်ထားလေးရအောင်ထားလေးရအောင် နဲ့ဆိုတော့ဘောနော်သေးသေးလေးတော့ပုံမှန်တော့ဟုတ်ကဲ့ပါဟုတ်ကဲ့ပြီးတော့ဟိုရက်ကဒီမှာလာလူနေလေးတွင်လေးနဲ့လည်းဘီယိုလေးရိုက်သွားတော့ဒီလူကျင်နဲ့လူကျင်ကဘာထောက်ပံ့မှလည်းတော့မသိဘူးဗောနော်အဲ့ကလေးလေးအဲ့ကဲစင်ရင်နဲ့အသက်ဆုံးရှုံးသွားတဲ့ညီလေးရဲ့မိသားစုကိုစုံစမ်းပေးပါအောင်ဗောဟုတ်ဟုတ်ပြီသူတို့လူနိုင်တာလေးလူကျင်လို့ထောက်ပံ့ရတယ်ဗောနော်အဲ့ဒါဒီအဆုံးထားလာနော်အရင်ရက်ကတင်တဲ့ဘီယိုထဲမှာပါတဲ့ကိုရင်လေးကိုဗောနော်ကဲစဲပေးခဲ့တဲ့ကဲစဲရေအကိုတယောက်ပေါ့နော်ဒါကိုရင်လေးကိုကဲစဲပေးရင်အသက်ဆုံးရှုံးသွားတဲ့အဲ့ဒီအကိုရဲ့ မိသားစုကိုဦးစင်းနေရဲ့အခြေဆန်နဲ့ကျွန်တော်တို့ဆက်သွယ်ပြီးတော့အလူငွေ7သိန်းချက်ကိုအလူရှင်မိသားစုရဲ့ကိုစားကျွန်တော်တို့လှူဒန်းပေးခဲ့ပါတယ်။အလူရှင်မိသားစုကမှတ်တမ်းဗီဒီယိုတွေပိုင်းမလို့အခုဆိုလို့ကျွန်တော်တို့ဗီဒီယိုထဲမှာတော့ထည့်မပြတော့တာဖြစ်ပါလိမ့်ဗျာနော်။ ဒါကတော့ကျွန်တော်တို့ထမင်းကြော်ဘူးတွေထမင်းနဲ့ဟင်းလေးတွေလိုအပ်တဲ့နေရာတွေမှာလိုက်လံလှူဒန်းပေးနေရဖြစ်ပါတယ်။အရင်ရကလှူဒန်းထားတဲ့မီးစက်လေးရလည်းကဲဆဲလေးလှုပ်ဆောင်တဲ့နေရာတွေမှာတွေမကကျွန်တော်တို့ရေစက်မောင်းတဲ့နေရာတွေဒီမီးတုံးတဲ့နေရာတွေမှာပါအဖက်ဖက်ကအသုံးဝင်နေတယ်ဆိုတဲ့အကြောင်းလေးကိုလည်းဒီနေ့ဒီကျွန်တော်လှူဒန်းခဲ့တဲ့ထုံးကိုရုံကကဲဆဲရေးအဖွဲ့ဝင်နေရပြပြလို့သိရှိခဲ့ရပါတယ်ဗျာနော်။ကျွန်တော်စီမှာယုံကြည်စွာနဲ့လှူဒန်းထားကြတဲ့အလှူငွေတွေကိုအသုံးပြုပြီးတော့လိုအပ်တဲ့နေရာတွေမှာလှူဒန်းဖို့အတွက်လိုအပ်တဲ့ပစ္စည်းလေးတွေဆက်သွယ်မှအထောက်အထားလေးလည်းရှိပါတယ်။အဲ့ဒီလှူမှတ်တမ်းဗီဒီယိုလေးတွေကိုလည်းနောက်ကြိုင်တင်ပေးပါမယ်ဗျာ။